ညာရေတော်ရီယာအကြောင်းမေးဆက်ကြအောင်လို့နော်နောက်ပါဆက်ကြောင်းဒနတိညာပရိစ္ဆာကံကာမနိဥပမာနိသခိတံဗုဒ္ဓသတိတသပရိစ္ဆတမဟာမုနိသူတို့ရံခဲ့တာဒီဒနဥစ္စာရှင်ဝေရင်ညာသဘာခံရည်ဥစ္စာရှင်ဝေသဘာခံရည်ကိုလည်းသူတို့ဆွလို့လူတန်းခဲ့တယ်ဇွာရီနိဂုံးတွေကိုလည်းဆွလို့လူတန်းခဲ့တယ်လေရီယာရီကိုလည်းဆွလို့လူတန်းခဲ့တယ် အမတန်ဖြစ်လာသွားတဲ့ဗန်းရီကိုလည်းဆက်လို့ပြုတန်းဖြစ်တယ်။အမတန်ဖြစ်လာသွားတော့တမိငယ်တွေကိုလည်းတပည့်တော်ဆက်လို့ပြုတန်းဖြစ်ပါလေ။မြတ်စွာဘုရားဒီလိုဆက်လို့ပြုတန်းဖြစ်ခြင်းဟာလေမြတ်စွာဘုရား၏တပည့်တော်ဉာဏ်တော်မြတ်အတွက်တာတပည့်တော်မှာပြုတန်းဖြစ်ပါလေ။မြတ်စွာဘုရားဆိုပြီးသူကတယောက်ခန်းအတိအတ္တကဝါသဗ္ဗိတတိယောပရိသရိကဒုံစံထယမဟာဝိရပရိသဒအတ္တိယ အရှင်ဘုရားရဲ့တပ်ပညာဉာဏ်ရရှိရဲ့အတွက်ဒါဆိုပြီးတော့တတိတော်မှသည်မရင်မတွက်နိုင်တော့ဘဝတို့ကာလပတ်လုံးမရင်မတွက်နိုင်တဲ့ကဘာရီကာလပတ်လုံးဒီနေ့ကိုလည်းလှုပ်ခဲ့တယ်မြင်းနေ့ကိုလည်းလှုပ်ခဲ့တယ်ကျောင်းယောက်ျားတွေကိုလည်းလှုပ်လှုပ်ခဲ့ပါတယ်ရှင်ရင်အလုံးအကျွေးတွေကိုလည်းလှုပ်ခဲ့ပါတယ်မြတ်စွာဘုရားယမေစံပတိမန္တေတိဒါနန္တတမိယသတိ ဝိမနမေနပတ္တမိတာတောဒါနဗုဒ္ဓမံအရှင်မြတ်စွာဘုရားကိုလာပြီးတိုင်မြင်နေငါကွယ်အလူကံပုဂ္ဂိုလ်တွေဆက်ရောက်လာပြီးဖြစ်တယ်ဒီအလူကံပုဂ္ဂိုလ်တွေကိုငါဒီဒါနတော့ပြုတော့မယ်လို့အရှင်မြတ်စွာဒီလိုလာပြီးတိုင်မြင်ပြီဒီမကြီးတွေကလည်းဒီမကြီးတွေကိုတိုင်မြင်ဘူးကြောက်ပါပဲနော်အဲ့ဒီလိုတိုင်မြင်ရင်ဘယ်နဲ့ဒီမကြီးတွေသိမ်းမှာနော်ဘုရားမှာရတော်ရရကဘယ်လိုသိမ်းလဲ အလူကံပုဂ္ဂိုလ်ကိုတွေ့လို့ဒါနတခုပြုတော့မယ်ဒီလိုဒါနတခုပြုတဲ့ရှင်ကမတို့ဒါနပြုကြလို့ပဲလာပြီးတိုင်မြင်တယ်အဲ့ဒီလိုတိုင်မြင်လိုက်တဲ့အရှင်ကမတိပြုတော့မှရဲ့ဒီချက်မှာစိတ်မချမ်းမသာဖြစ်မှုစိတ်တည်းရဲ့တုံ့လုတ်ဖောက်ပြားမှုဆိုတာတခါမှမမြင်တွေ့ခဲ့ပါဘူးမြတ်စွာဘုရားသရတော်ဒါနမုဒ္ဓမာအမြတ်ဆုံးဖြစ်တဲ့ဒါနကိုပြုတော်မှလို့ပြုကြတယ်အဲ့ဒီလိုပြုခြင်းအရှင်ကမဤတော်မှရဲ့စိတ်ထဲမှာဖောက်ပြန်ခြင်း စိတ်မချမ်းမြေ့ခြင်းဆိုတဲ့ဒီသဘောတရားကိုတစ်ခါမှမတွေ့ခဲ့ဘူးပါဘုရားဆရာဘုရားအမျက်ဆုံးဌာနပါဘုရားတောတင်ညတ်ညံရရှိအတွက်ဥတည်ပြီးပြုစုတွထုံနေတဲ့ဌာနတွေဒီဌာနတွေမှာအသာဆုံးအမျက်ဆုံးဌာနဖြစ်တယ်အဓိကုသဓမ္မနော်ကဲနန္နဝိတံဘုဟုံဒုက္ခတန်တာရိသဘောဂိတိဒုံချထာယမဟာဝိရအနုပုဒ္ဒံအတ္တိံတိယံ တပည့်တော်ဒုက္ခမျိုးမျိုးတွေတန္တရာတိကြောင့်မှခံစားခဲ့ရတယ်။များပြားလှတဲ့တန္တရာခီးတင်ကြောင့်မှခံစားခဲ့ရတဲ့ဒုက္ခတွေကအလွန်လုံးများပြားလှပါရဲ့။ဒီလောက်များတဲ့ဒုက္ခတွေကဘဝပေါင်းနဲ့များစွာဘဝပေါင်းနဲ့များစွာခံစားခဲ့ရတယ်။ဒီလိုခံစားခဲ့ရတဲ့ဒုက္ခတွေသည်အရှင်ဘုရားတသေမြတ်တဲ့ဉာဏ်တော်များလက်ရှိအတွက်တည်းဖြစ်ပါတယ်မြတ်စွာဘုရား။ဒီစိတ်ဓာတ်လေးတွေဒီလိုကသိကြည့်ရပါလေနော်။ ဒုက္ခပတ္တ ानु မောဓမိနာသဒုက္ခေသုသုမနာသဗ္ဗထတုလီတာဟောမိတုံစံထာယမာမုနီတခါတည်းံပေါ့အင်းရှင်မနဲ့အင်းရှင်ယောက်ျားတွေရှိကြတယ်နော်ဆန္ဒလာပြီဆိုလို့ရှိရင်တော့ဘာဖြစ်ကြလဲယုံ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 နော်ကျုံလို့ကိုမဝနိုင်ရှင်ရဲ့ဒုက္ခရောက်ကြပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲစူးစူးအောင်းအောင်ဖြစ်ကြတယ် ဘုဇင်းကတော့အဲ့ဒီသူသူအောင်အောင်ဖြစ်တာကိုအရှင်ကတော့နည်းနည်းသဘောကျတတ်တာဖြစ်တယ်နော်။ဘာဖြစ်လို့သဘောကျတယ်အရှင်အကြောင်းတစ်ခုရောက်ပါလား။ဒီကကြီးတွေဒီမကြီးတွေကြားဘူးကြမှာပါ။ဥပကနဲ့ဒေါသဝါကြီးနော်။ဥပကနဲ့ဒေါသဝါကအကျဉ်းညာဒေါသဝါကချို့ချော်မော့မော့ကြီးကြီးကြီးကူတာဖြစ်မယ်ဆိုရင်ဥပကကြီးကြီးရင်းကဆင်းတော့ပါမလား။မဆင်းဘူး။ဒေါသဝါကဆော့ဆော့အောင်အောင်သူသူ သူသူညာညာနဲ့တောင်းလိုက်ရွက်လိုက်ထိတ်လိုက်ဒီလိုလုပ်နေတဲ့အတွက်ဥပကကသိချင်းမချမ်းမသာဖြစ်လာ။အဲဒီတော့သိမချမ်းမသာဖြစ်လာတော့အင်းငါမှမိကောင်းစေကောင်းအနန္တဇိနာဆိုတဲ့မိကောင်းစေကောင်းကြီးရှိပါတယ်။ဒီနေ့တော့နေပြီးမှပေါ့ဒီလောက်ပဲသူကဒီချက်ချဲတော့သာဒါပြည့်နဲ့ရုံးလုံးကပြုံးနေတယ်မရသေးဘူး။မရမှသိတဲ့ခါကျတော့လေဒေါသဘကပိုပြီးတော့ပါမလား။တောင်းလိုက်ရွက်လိုက်ထိတ်လိုက်ဒီလိုလုပ်။အဲဒီလိုကများလာတော့ဒီနေ့ ဥပ္ပကကြီးကစိတ်ကိုဆုံးဖြတ်ပြီးနိုင်သွားပြီးမှတ်တမ်းဆက်သွားလိုက်မှတ်တမ်းအင်္ဂလိထွက်သွားလိုက်တဲ့အခါဒုနေ့မြတ်စွာဘုရားကလောကကိုကြည့်ထူလိုက်တော့ဒီနေ့ဥပ္ပကကြီးသူတန်းဝင်တော့မယ်ဆိုတာမြတ်စွာဘုရားသိပြီးလိုက်တဲ့အချိန်ကကျတော့ယဟန်နေကိုမြတ်စွာဘုရားကဇေတွန်ကြောင်းလိုက်အပြင်မှာကြိုးပြီးတော့ခါထားတယ်ဒီနေ့အနန္တဇိနဘယ်မှာရှိတယ်လို့တာပြီးနေတဲ့ပုဂ္ဂိုလ်တူဒီဇေတွန်ကြောင်းလိုက်အပြင်ရောက်ရှိကြမယ်ဆိုရင်ဘုပ္ပကိုယ်ကိုငါပြတ်တာခွန်လာပါဆိုပြီးယဟန်နေကိုမြတ်စွာဘုရားကမှတ်ချက်ထား တော်ဘာပဲဥပက္ခကြီးကလည်းဇီလဝင်ကြောင်းတဲ့အတွင်ရောက်ရှိသွားတယ်။အနန္တဇီလဘယ်မှာရှိပါလဲဘုရားဆိုပြီးလိုက်နေတဲ့ဆိုင်ရန်လေးကလည်းမြတ်စွာဘုရားကခေါ်သွား။ခေါ်သွားတဲ့အခါမှာမြတ်စွာဘုရားကဥပက္ခကိုသာသနာ့ဘဝရောက်ပြီးကျင်းမပြုတ်ကျင်ဘူးလားလို့နေလိုက်တဲ့အခါကျတော့ကျင်းပြုတ်ကျင်ပါလေလို့အဲ့ဒီအခါကျတော့အဖြေထွက်လာတယ်။ဘာဖြစ်လို့အဖြေထွက်လဲ။ဒုသာဝကစူးစူးအောင်အောင်လှုပ်လုံးတယ်ဟုတ်တယ်မလား။အကြိုက်ဒုသာဝကကစူးစူးအောင်အောင်မလှုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီအဖြေထွက်ပါမလား။ မထက်ဘူးသောသာဝကတအမလေးအမတန်ကြည်ပြူနေလို့ရှိရင်ဒီအင်္ဂါသူဆင်းမှာမလားမဆင်းဘူးဒါကြောင့်ဥစဉ်ကအကျိုးရှိတယ်လို့ထင်နော်ကဲအဲဒီခါကျတော့မှရှင်းရန်ပြုပေးလိုက်တယ်တရားကမ္မထာနဲ့သင်ပေးလိုက်တာအနာဂမ်မိမညာပုံညာဆင်းတော်ပြီညာဘဝနဲ့တကယ်တမ်းဆင်းတော်ပြီဆိုတော့သောသာဝကအရှင်မကောင်းဖြစ်ပြန်နေဘယ်လိုလုပ်ဒီမကြီးဟုတ်မလားမဟုတ်ဘူးလားနော်တကယ်တော့အင်းကလေဒီကကြီးဆင်းတော်ပြီဆိုကြတော့လည်းစိတ်ကမကောင်းတော့ဖြစ်ကြမှာပဲနော် ဒီတော့လောကဝါကဘာလုပ်တယ်ညီလေးတွေအဖိုးအဖွားတွေလက်တဲ့အပ်တယ်ညီခင်တဲ့အဖိုးအဖွားတွေကကြည့်တာဟုတ်တယ်မလားအဖိုးအဖွားတွေလက်တဲ့အပ်ပြီးတော့သူကဥပက္ခကြီးသွားတဲ့လမ်းအတိုင်းသတင်းမေးပြီးသူလည်းလိမ့်လိုက်အနောက်ဆုံးခြေတုံကျောင်းတိုင်ရောက်ပြီးရောက်တဲ့အချိန်ကကျတော့ဥပက္ခကြီးပြန်ပြုတ်သွားပြီဆိုတဲ့ဒီသတင်းကြားရလိုက်တဲ့အချိန်ကမှဒေါသဝါကလည်းမြတ်မခံပါဘူးဘိက္ခုကြီးမှကျောင်းတိုင်သွားပြီးတော့သူလည်းပြန်ပြုတ်လိုက် ရှင်ပြုပြီးယဟန်ကြရီပေါ်မြတ်အပ်ထုတ်လိုက်တာသူကလူဘဝမှာယဟန်လာဖြစ်သွား။ဥပကကြီးကအနာဂတ်ဘဝဖြစ်ပြီးတဲ့အခါမကြခင်အတွင်ကွဲလွန်ပြီးတော့သုဒ္ဓဝါဒဇမတိရောက်တယ်။အာဂဏိတဇမတိလို့အဆိုရှိပါနော်။အဲဒီဇမတိရောက်ပြီးတော့အဝိဟာကုံဇမတိရောက်ပြီးတော့ဇမတိရောက်ပြီးတဲ့နေ့ဒီကိန်းနဲ့တည်းမကြခင်အတွင်မှာယဟန်တရားတွေဆက်လက်ပေါ်မြတ်အပ်ထုတ်လိုက်တာယဟန်လာဖြစ်ရဟန္တာလည်းဖြစ်ပြီးတော့အဲ့အောက်ရာသုတ္တဝါဒဘုံမှာပဲပြိဋိဘံတန်တော်တော်မူတယ်။သောသာဝါကလည်း လူ့ဘဝမှာပဲယဟန္တာဖြစ်ပြီးတော့ပြင်းပြီးတော့ဆံသွားကြရတယ်ဒုက္ခဇက်တွေကြီးမသွားဘူးလားကြီးသွားဘာဖြစ်လို့လဲဘုဆဝါကစူးစူးအောင်လို့လို့ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒုက္ခကြီးတွေဒုက္ခကြီးတွေအိမ်ကနေဒုက္ခကြီးတွေဆင်းတော့အောင်ဒုက္ခကြီးတွေစူးစူးအောင်အောင်မလုပ်နိုင်ဘူးလားလုပ်တယ်လေဥစဉ်ကဟုတ်တယ်မဟုတ်အဲ့ဒီလိုဒုက္ခကြီးတွေကစူးစူးအောင်အောင်မလုပ်တော့မရတော့ဒီဒုက္ခကြီးတွေဒီအိမ်ကဆင်းမှာမလားမဆင်းဘူးတော်တော်ကြီးကြီးနေရင်တော့ဒီဆင်းမှာပေါ့နော်စူးစူးအောင်အောင်လုပ်ရင်အကျိုးမရှိဘူးလား အကျိုးရှိပါတယ်။ဒါပဲနဲ့လူလောကကဘယ်လိုလဲ။ဒီမှာယသောရိယကိုဥစ္စေတို့ကြီးညိုတာနော်။ဘုရားရှင်ကတော့ကြီးညိုသည်မဟုတ်ဘူးယသောရိယတိရိကိုလည်းဥစ္စေတို့ကကြီးညိုတယ်ဒီသက်ကိပါ။ဒုက္ခပတ္တနုမောဓမိနသဒုက္ခတုဒုံမနာသိကောင်းနော်။ဆန်းလာတဲ့အချိန်ခါကျတဲ့ဒီတော့မှဝမ်းသာမှုမဖြစ်ပါဘူး။ရှင်ဒုက္ခရောက်တဲ့အခြေအနေမှာလည်းဒီမှန်တော်မူဒီတော်မှာတစ်ခါမှမဖြစ်ခဲ့ဘူးပါဘူးလူလောကရဲ့သဘာဝကတော့ ။တန်တာပြီဆိုလို့ရှိရင်ပြုံပြုံပြုံနေ။ရှင်ရဲ့ဒုက္ခရောက်ကြပြီဆိုလို့ရှိရင်ရောက်ကြပြီ။မဟုတ်ဘူးလား။ဟင်။ဒီကကြီးညံ့လို့လွလွတ်၊ဒီကမကြီးကညံ့လို့လွလွတ်။ဟုတ်တယ်မလား။အကုန်လုံးအကြည့်ကျင်ရောက်ကြတာပဲ။နောက်တော့အိုးကွယ်အင်းကွယ်ဖြစ်ကုန်ကြ။အခုဒီမှာဒီလိုမဟုတ်ဘူး။ကျတော်ရဲ့ဒီကတော့ကြည့်လို့ကောင်းတယ်။ဟင်။ချမ်းသာခြင်းရောက်ရှိလာတဲ့အချိန်ခါမှလည်းဝမ်းသာမှုပြီးတော့မှမဖြစ်ခဲ့ဘူးပါဘူး။ ဆင်းရဲဒုက္ခရောက်တဲ့အချိန်ကမှလည်းစိတ်မချမ်းသာမှုမဖြစ်ခဲ့ဘူးပါဘူး။ဒါဟာအတွေ့ယူလိုက်တဲ့စိတ်ထားလေးတွေမဖြစ်ဘူးလား။ဖြစ်ပါလေ။လောကမှာချမ်းသာတဲ့အချိန်ကိုကြည့်ရင်ချမ်းသာမှာပဲ။ဆင်းရဲဒိတ်တဲ့အချိန်ကိုကြည့်ရင်တော့မဟုတ်။ဆင်းရဲဒိတ်တဲ့တဏှီကိုထူထောင်ခဲ့ရင်ဆင်းရဲကြမှာပဲ။ချမ်းသာတဲ့ကံကအကျိုးပေးကချမ်းသာကြမှာပဲ။ဆင်းရဲတဲ့ကံကအကျိုးပေးကဆင်းရဲကြမှာပဲ။ဥစ္စေလိုမြတ်စွာဘုရားကြည့်ပါ လေးသိမ့်ခြင်းနဲ့ကဘာတပင်းအတွင်းကမိဒီယတဗျာတိရောက်ပြီးတဲ့အပိုင်းပါရမီ7ပါးဖြစ်ခြင်းတဲ့အပိုင်းမှာမိဒီယတဗျာတိမရောက်မီသို့မှပဲကမ်းမှလည်းဖြစ်ခြင်းခဲ့တဲ့ပါရမီတွေများစွာရှိပါတယ်နော်အဲဒီလောက်ဘုရားများစွာပါရမီတွေဖြစ်ခြင်းခဲ့ပြီလေတခါတည်းဆင်းရဲကြောင်းဖြစ်တဲ့ကံလေးတွေကိုထူထောင်မိခဲ့တဲ့အတွက်ဆင်းရဲဒုက္ခဥဒ္ဒေကိုကြားခြင်းမရဘူးလားရတယ်ဝိဘက်တော်7ပါးဆိုတာရဘူးပါလေ